တယောက်ကိုမြန်မာငွေ4000ခွဲတဲ့နဲ့ luxury ဆန်ဆန်ရေကူးရင်အားယူကြမယ်ဗီဒီယိုလေးရဲ့အဆုံးမှာရေကူးခွင့်ရော breakfast bar ပါပီးသား hotel တခန်းတောင်ပေးမဲ့ surprise အစီအစဉ်ပါတာမို့လို့အဆုံးမိကြည့်ပေးနော် ဒီနေ့ကတော့ body eight တန်လန်ရွှေတောင်ကြီး၂ရက်ကွက်ဗဟန်းမြို့နယ်မှာရှိတဲ့ရေကူးကန်လည်းပါတယ်ပြီးတော့တတမင်းမင်းလေးတွေအတွက် indoor playground လည်းပါတဲ့ hotel တစ်ခုလိုက်ပြပေးပါပါအားလုံးလိုက်ကြည့်ပေးကြပါဦးကားပါကင်အနေနဲ့ပြောရမယ်ဆိုလို့ရှင်ကားပါကင်မှာကားအစီးအာ80ရာနေပြီးတော့100လောက်ထိဆန့်နေပေါ့နော်သူ့ရဲ့ကားပါကင်ကနှစ်ထပ်ရှိတာမို့လို့ကျေဝန်းတဲ့ကားပါကင်ထဲမှာရပ်ထားလို့ရပါတယ် ဟုတ်ကဲ့ခုဒီဟိုတယ်ကိုလာတဲ့အချိန်မှာဒီရေကူးကန် view ကိုအရန်အရန်သဘောကျပါရတယ်တကယ်ကိုအေဂျင့်စိတ်ငြိမ်ပြီးတော့ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်လည်းဒါရွှေတကုံဖျားကြီးကိုလည်းမြင်ရတယ်ရေကူးကန်ကဆိုလို့ရှိရင်မနက်၈နာရီကနေပြီးတော့ည၁၀နာရီထိဖွင့်ပါတယ်ပြီးတော့ vacation နဲ့ staycation တဲမယ်ဆိုလို့ရှိရင်တော့ရေကူးကန်အသုံးပြုခွင့်ရတယ်တစ်ခါတည်းပါပြီးသားပါ swimming pool ကနေကြည့်မယ်ဆိုလို့ရှိရင်အပြင်ဘက်ကရှုခင်းနေတာတအားကိုလှပါတယ်ဒီဟိုတယ်မှာမတဲဘဲနဲ့ရေပဲတက်တက်လာကူးလို့လည်းရပါတယ်ရေလာကူးမယ်ဆိုလို့ရှိရင်တော့ကလေးဆိုလို့ရှိရင်ဒါ1800နဲ့ 2000ဆိုပြီးတော့ဈေးနှုန်းကနှစ်မျိုးရှိတယ်အလူကြီးဆိုလို့ရှိရင်တော့2000ခွဲနဲ့2800ဆိုပြီးတော့ဈေးကနှစ်မျိုးရှိပါတယ်ဒီ Wonderland Playground ဆိုလို့ရှိရင်လည်းဒါကလေးတွေကအသက်10နဲ့အောက်ဆိုလို့ရှိရင်ဒါ1000နဲ့1000ခွဲဆိုပြီးနှစ်မျိုးရှိတယ်လူကြီးကနောက်ဘေးကနေပြီးလိုက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့9000နဲ့9500ဆိုပြီးတော့နှစ်မျိုးရှိပါတယ် ဒီမှာဆိုလို့ရှိရင်တော့ဒါမိမိလေးတွေရဲ့အကြိုက်ပေါ့နော်အလှပြင်တာတွေပြီးလို့ရှိရင် shopping ထွက်တာတွေပြီးလို့ရှိရင်ဟင်းချက်တာတွေအများကြီးပဲရှိပါတယ်။စောက်ကျင်စရာလေးတွေကိုတော်ငယ်ဘောကိုပြန်အောင်သွားတယ်လို့ခံစားရပါတယ်။ဒီ Wonderland Playground ကတော့မနက်9:00နာရီကနေပြီးတော့ည7:00နာရီထိဖွင့်ပါတယ်။ဒီ Indoor Playground မှာပဲဒီ Food Menu Counter လေးရှိတာမို့လို့ကိုယ့်ရဲ့တာတာမိမိလေးတွေအထက်မှာစောင့်နေတဲ့အချိန်မှာကိုရီးယားအစားအသောက်လေးမှာပြီးတော့ဒီအပြင်ဘက်ကခုံလေးမှာလည်းစားလို့ရပါတယ်။ဒီနေရာကတော့ Clover Source Golden Valley Service Apartment ရဲ့ဒါ Grand Ballroom ပဲဖြစ်ပါတယ်။ဒီ Grand Ballroom မှာဆိုလို့ရှိရင်ဒါ wedding င်ပါတီတွေ၊ dinner တွေ၊ event တွေပြီးလို့ရှိရင်ဒါ award party တွေပေါ့နော်။ party အမျိုးမျိုး event အမျိုးမျိုးလည်းလုပ်လို့ရတယ်။အနည်းဆုံးလူ250လောက်ကနေပြီးတော့300ဒီကိုဆက်တာမို့လို့ဒါကိုယ့်ရဲ့ event တွေကိုလုပ်မယ်ဆိုလို့ရှိရင်လည်းဒါမစိုးဘူးပေါ့နော်။ စတူဒီယိုပါဝင်လိုက်တာလည်းဘောနော်အေးစိတ်နေရပဲဒီမှာဆိုလို့ရှိရင်သူကဘေးစင်လည်းပါတယ်ပြီးတော့ဒီလိုမျိုး kitchen cabinet တွေလည်းပါတယ်ဘောနော်ထမင်းစားကိုပကံနေဇွန်ရောင်မှာထားပေးထားသေးတယ်ဒီထဲမှာဆိုလို့ရှိရင်အသီးဖြော်တဲ့ဟာလေးတွေရောပြီးတော့ကက်ကြီးတို့ဓာတ်တို့လည်းထားပေးထားရယ်ပေါ့နော်ဒါပေမဲ့သူကဒီမှာတော့ဟင်းကတော့ချက်လို့မရဘူးဒါပေမဲ့အဲ့ဒီအစားဒီလိုမျိုး microwave လေးထားပေးထားပါတယ်ဒီဘက်မှာကတော့ refrigerator အဲ့တော့ကိုယ်ဝယ်လာတဲ့ ဒါ ingredients တွေကိုပေါ့နော်ဒီထဲမှာထည့်ထားလို့ရပါတယ်ပြီးရင်တော့ဒီဘက်မှာရင်နွေးဓာတ်ပူလည်းရှိမယ်ပြီးတော့ဒီဘက်ခြမ်းမှာဆိုလို့ရှိရင်ဒါ main clay တွေအကြိုက်ပေါ့နော် matting လည်းရှိပါမယ်ဒါ hand dryer လည်းထားပေးထားပါတယ်ပြီးတော့ကို့အဝတ်တွေလှမ်းဖို့အတွက်အဝတ်လှမ်းနဲ့ဆင်လည်းပါမယ်ဒီဘက်မှာတော့အိပ်ရပါပြီးတော့ TV ရှိပါမယ်ဒီအခါ Premier Studio ဆိုရွေးပေါ့နော်ရန်ဝိုင်းတဲ့ဘကောရာမျိုးရှိပါတယ် ဒီ Premier Studio အခန်းလေးကတော့မနက်9:00နာရီကနေပြီးတော့ညနေ6:00နာရီအထိ Dedication နေမယ်ဆိုလို့ရှိရင်တော့9000ပဲရှိပါတယ်။ည10:00နာရီကနေပြီးတော့နောက်နေ့မနက်8:00နာရီအထိည8:00တဲမယ်ဆိုလို့ရှိရင်တော့9000ကျွဲပါ။သူကတော့မနက်စာမပါပါဘူး။ Staycation နေ့လယ်2:00နာရီကနေပြီးတော့နောက်နေ့နေ့လယ်12:00နာရီအထိနေမယ်ဆိုလို့ရှိရင်တော့ဈေးနှုန်းလေးကတသိန်းကျွဲပါ။ဒီတသိန်းကျွဲမှာဆိုလို့ရှိရင်ရေကူးကန်အသုံးပြုခွင့်လည်းပါပြီးသားပြီးတော့ Indoor Playground ဆိုလို့ရှိရင်လည်း10% discount အောင်ရအောင်ပါပါ။ Premier Studio ရဲ့ရေချိုးကမ်းမှာဆိုလို့ရှိရင်တော့ဒါရေဘူးရေအေးလည်းရမယ်။ ယ်ဒါပေမဲ့သူကဈေးနှုန်းလျောက်အနေငယ်နေတာဖြစ်တဲ့အတွက်ကြောင့် bathrobe တော့မထားပေးထားပါဘူးအဲ့အစားပါတယ်အဲကွန်ဆိုလို့ရှိရင်လည်း remote နဲ့မဟုတ်ပဲနဲ့ဒီလိုမျိုး touch screen လေးနဲ့ဆိုတော့ဒါအစစ်မြင့်မြင့်လေးနေလို့ရပါပေါ့နော်ဒီခန်းလေးက one bedroom ဆိုရက်အခန်းလေးပါ ဒီခန်းမှာကတော့ဘာတစ်ခုကောင်းပါလဲဆိုတော့သူကရေချိုးခန်းမှာပေါ့နော်ဘတ်ဂျက်ပါပါတယ်ပြီးတော့ရေဘူးရေအေးလည်းရပါမယ်ဒီခန်းရဲ့ facility ကတော့ဒါအရှိတော့ကပြောခဲ့တဲ့ premier studio ရဲ့ facility တွေနဲ့ဒါတော်တော်များများတော့တူတယ်ပေါ့နော်ဒါပေမဲ့တစ်ခုရှိတာကဒီမှာ one bedroom ဆိုတဲ့အတိုင်းပဲသူကအိတ်ခန်းကိုပေါ့နော်တသက်တခန်းလုပ်ပေးထားတယ်ဒီနေရာကိုကျတော့သူက living room လို့လုပ်ပေးထားတာပြီးတော့ဒီမှာဆိုလို့ရှိရင် air con ကဒီမှာ ceiling tile ပေါ့နော်ဒီဘက်မှာတစ်ခုပါမယ်ပြီးလို့ရှိရင်ဒီဘက်မှာတစ်ခုပါမယ် ceiling tile အဲ့တော့အိတ်ခန်းကိုလိုက်ပြပေးပါ ေးမှာတဲနေရသလိုမျိုးလေးခံစားရမှာပါအိယာရဲ့မှတ်ခြင်းကိုရပါမယ်ပြီးတော့ဒီလိုမျိုးရှုခင်းလှလာလေးလည်းပါပါမယ်ဒီအိတ်ခန်းမှာလည်းဒါအေကွန်တစ်လုံးထားပေးထားပါတယ်ဒီတဲမှာလည်း TV တလုံးပါသေးရပေါ့နော်ပြီးတော့အခုနကဒီ living room ထဲမှာလည်း TV တလုံးထပ်ပြီးတော့တွေ့ခဲ့တယ်။အဲ့တော့ကိုကဒီနေရာမှာချက်ပြုတ်ပြီးတော့ဒီ sofa ကုန်လေးမှာချစ်သူလေးနဲ့ပေါ့နော်တူတူထိုင်ပြီးတော့ TV လေးကြည့်ရင်းနဲ့စားလို့ရပါတယ်။ ဒီ one bedroom ရဲ့ဈေးနှုန်းလေးကတော့မနက်9:00နာရီကနေပြီးတော့ညနေ6:00နာရီအထိ vacation ဆိုလို့ရှိရင်တော့ငွေကျပ်3,000မှာည10:00နာရီကနေပြီးတော့နောက်နေ့မနက်8:00နာရီအထိ navigation မနက်စာမပောက်ဆိုလို့ရှိရင်တော့ငွေကျပ်6,000ပဲရှိပါတယ်။နေ့လယ်2:00နာရီကနေပြီးတော့နောက်နေ့နေ့လယ်12:00နာရီအထိ staycation နေမယ်ဆိုလို့ရှိရင်တော့3,800မှာထုံးစံအတိုင်း staycation ဆိုတော့ရေကူးခွင့်လည်းပါပြီးသားပြီးတော့ indoor playground မှာလည်း10% discount ရအောင်ပါပါ။ တော့1 baron plus ပါခုနပြခဲ့တဲ့1 baron နဲ့ဘာကွာမလဲဆိုလို့ရှိရင်တော့အခန်းအချင်းကျယ်လေးအနည်းငယ်ပဲကွာသွားမှာပါဒီ1 baron plus မှာတော့ဈေးနှုန်းလေးကမနက်9:00ရနေပြီးတော့ညနေ6:00ထိ vacation ဆိုလို့ရှိရင်တော့3000 4000 ည7:00နာရီကနေပြီးတော့နောက်နေ့မနက်7:00နာရီအထိ navigation မနက်စာမှာပါအောင်ဆိုလို့ရှိရင်တော့ငွေချက်တသိန်းပဲရှိပါတယ်။နေ့လယ်2:00နာရီကနေပြီးတော့နောက်နေ့နေ့လယ်7:00နာရီအထိ station နေမယ်ဆိုလို့ရှိရင်တော့ငွေချက်2သိန်းပါ။ဒါပေမဲ့ဒီခန်းလေးမှာတစ်ခုကြိုက်ရတဲ့အကြောင်းရင်းကဒါအခန်းကကျဲတဲ့အတွက်ကြောင့်မို့လို့ပေါ့နော် extra bed ထိုးမယ်ဆိုလို့ရှိရင်နှလုံးလောက်ထိထိုးလို့ရပါတယ်။ဒီ baron နဲ့မှာ extra bed တစ်လုံးပြီးတော့ဟိုအပြင် living room မှာလည်း extra bed တစ်လုံးထိုးလို့ရပါတယ်။ extra bed ထိုးမယ်ဆိုလို့ရှိရင်တော့ station ဆိုလို့ရှိရင်တော့ extra bed တစ်လုံးကိုငွေချက်3000ခွဲ၊ vacation နဲ့ navigation ဆိုလို့ရှိရင်တော့ 2000ခွဲပဲရှိပါတယ်။ဒါလေးကတော့ hotel မြင်းကြီးထက်က cafe and restaurant မှာဒီ hotel မှာမတဲပဲနဲ့လေဒီ cafe and restaurant မှာလာပြီးတော့အစားအသောက်ပြီးမှာစားလို့ရပါတယ်။ဒီ Clover Cafe Restaurant ကြီးကတော့မနက်9:00နာရီခွဲရနေပြီးတော့ည10:00နာရီအထိဖွင့်ပါတယ်။ဘုန်းကတော့ဒီနေ့ဒါ hotel လာတဲ့အချိန်ကဒါနေ့တစားစားချိန်လေးဆိုတော့ပေါ့နော်။ wallet ထမင်းပေါင်းရဲ့ ငပိထမင်းကျော်ရဲ့စမူစာရဲ့စားခဲ့ပါတယ်။အအေးနေရတော့ strawberry matcha latte တောက်ခဲ့ပါတယ်။ဒီဝက်လက်ထမင်းမောင်းပါနော်။တော်တော်မှတော်တော်စားလို့ကောင်းတာ။အသားကလည်းလုံးဝနူးအင့်ရပဲပေါ့နော်။ပြီးတော့ဒီ ။ဒါဒီဘက်ကတော့ဒါငပိထမင်းကြော်ပေါ့နော်။ငပိထမင်းကြော်ဆိုတဲ့အတိုင်းပဲပေါ့နော်။ဟိုကပါဇက်ထဲမှာတော့ဒီငပိထမင်းကြော်ထက်ဒီဘက်ကဝက်လက်ထမင်းမောင်ပို့ပြီးတော့ကြိုက်ပါတယ်။စမုန်စာလေးနဲ့မြင်းကြီးခဲ့တယ်ပေါ့နော်။စမုန်စာကကြတော့လေအထဲမှာလေပူနွေးပြီးတော့ကျွရွာနေရမှာပေါ့နော်။ချင်နေရတယ်တော်တော်လေးကိုလိုက်ဖက်တယ်တော်တော်လေးကိုစားလို့ကောင်းတယ်။အာအေးအေးအနေနဲ့ကတော့ဒီဘက်က strawberry matcha latte ပေါ့နော်။သူကတကယ်ကိုမှ strawberry အသီးအစစ်ရဲ့ matcha ရဲ့နဲ့ဖြော်ထားတာဆိုတော့တောက်လိုက်တဲ့အချိန်မှာလေ strawberry ရဲ့အရသာတွေကချိုးပြီးတော့လေ matcha ရဲ့အဆိတ်တက်လေးနဲ့အယမ်းမှအယမ်းအရသာရှိပါတယ်။ဒီ restaurant မှာလက်ဖက်ရည်တို့ ို့စီလုံးကြီးတို့လိုမျိုးမြန်မာအစားအသောက်တွေလည်းရတာဆိုတော့ဘုံအရလိုမျိုးမြန်မာအစားအသောက်ကြိုက်တတ်တဲ့သူတွေအတွက်လည်းအရင်အဆင်ပြေပါတယ်။ဒါလေးကတော့ဒီ Clover Cafe Restaurant ရဲ့ Signature Coffee ပေါ့နော်။ခါတဲ့ဖက်ထက်စိတ်နဲ့ဖက်ကိုပို့ပြီးတော့သွားတယ်ပေါ့နော်။ဒီ Signature Coffee လေးကလည်းဒီလိုလာလို့ရှိရင်တကယ်မှမှားတောက်တင်ပါတယ်။အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေကို Hotel ဘက်ကနေပြီးတော့မြေတားတုံ့ပြန်တဲ့အနေနဲ့တသိန်းခွဲတဲ့ Premium Studio တခန်းကိုတဲခွန်ဝင်ပေးဦးမှာပါ။အဲ့ Premium Studio တခန်းမှာဆိုလို့ရှိရင်ဒါမနက်စာလဲပါပြီးသားဖြစ်တယ်လို့ရေခုခံအသုံးပြုခွင့်လဲပါပြီးသားပါ။နေ့လယ်2နာရီရနေပြီးတော့နောက်လယ် နှစ်လည်း12နှစ်ရည်အထိတခမ်းတဲခုဝင်ပေးအောင်ပါပါအဲ့ဒီအစီအစဉ်လေးမှာပါဝင်နေတယ်ဆိုလို့ရှိရင်တော့အခုဒီဗီဒီယိုလေးကို public နဲ့မျှဝေပြီးတော့ access ကိုမှန်ပါမှန်ပေးရမှာပဲဖြစ်ပါတယ်ဘုန်းကဒီနေ့ hotel hunter မှာ review လုပ်ပေးခဲ့တဲ့ hotel ကတော့ clover source golden valley service apartment ပဲဖြစ်ပါတယ်လိပ်စာလေးကတော့ body ရိပ်သာလန်ရွှေတောင်ကြားနှစ်ရက်ကွက်ဗဟန်းမြို့နယ်မှာတည်ရှိတာပဲဖြစ်ပါတယ်ရှင်အဲ့ဆိုလို့ရှိရင်နောက်ဘလော့မှာပြန်တွေ့ပါမယ် see you in next video